ဒီနေ့ကျွန်တော်တို့ဖះကောင်းကြီးကိုဝန်ခံနေရင်လည်းပဲဆူတောင်းနေရင်လည်းပဲစိုက်ပျိုးနေရင်လည်းပဲလက်သေးကိုမရောက်သေးတဲ့အချိန်မှာစိတ်ပြတ်သွားတတ်ကြတဲ့အကျိုးပါစဉ်းစားကြည့်ပါနောင်ဘိုချုပ်ကြီးနေမှာနူနာဆွဲတဲ့အီလီရှဲစီရောက်သွားတယ်အီလီရှဲကခန်းထဲကနေပြတ်ပြတ်နဲ့သူ့တပည့်ကိုပြောပြီးတော့မှဂျော်ဒန်မြစ်မှာခုနှစ်ချိန်ရေချိုးခတ်လိုက် အရန်တော့ပွားတယ်ဟာဖះရဲ့လူကငါလိုဘိုလ်ချုပ်ကိုဒီလိုဆက်ဆံရသလားဒီခါလေးမှာကျွန်တော်တို့ကဖះရဲ့လူတွေကိုအားမလို့အားမရဖြစ်တယ်အော်ကျွန်တော်ကျမအတွက်ဘလို့လေးတော့ဆူတောင်းပေးရင်ကောင်းပါပဲသူကဒီလိုလေးတော့ကျွန်တော်ကိုလမ်းညွှန်ချက်ပေးရင်ကောင်းပါပဲကျွန်တော်တို့ကကိုပုံဖော်ခြင်းတို့မျိုးပုံဖော်တယ်တို့တော့လေဖះခေရဲ့လူကဖះအတန်ကြားတဲ့အတိုင်းပဲဘိုလ်ချုပ်ကြီးနေမှာအလိုပဲပြောလိုက်တယ်အဲ့တော့စဉ်းစားကြည့်အောင်ခုနှစ်ကြိမ်ရေချိုးရမယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ဟာကြိမ်၆ကြိမ်ဒါပေမဲ့ကြားထဲမှာသူစိတ်ပြက်ပြီးတော့မှဒေါသနဲ့ရှူရီပီကိုပြန်သွားမယ်ဆိုရင်တော့ သူ့ရဲ့နူနာပြောက်မှာမဟုတ်တော့ဘူး။အဲကြောင့်ဖျားစကားကိုနားထောင်တဲ့ကမှာကျွန်တော်တို့ကကျွန်တော်တို့အပြည့်နားထောင်အောင်ပါ။အဲ့ဒါမှသာလေဆက်ဝိုင်းအကုန်လုံး looping ဖြစ်သွားတဲ့ခါကျမှသာလေကျွန်တော်တို့ကအောင်မြင်မှာဖြစ်တယ်။ဒီထဲမှာတချို့ကနော်ရေချိုးတဲ့ဖွဲ့တွေရှိမယ်။ညိုညိုးကိုပတ်တဲ့ဖွဲ့တွေရှိမယ်။ဘယ်နေရာမှာပဲရောက်နေပါစေဖျားပတ်ခိုင်းတဲ့ပမာဏဖျားချိုးခိုင်းတဲ့ပမာဏကိုပြီးပြောင်လောက်အောင်ဖြစ်တယ်။